တခါဆရာကဆက်ဆရာရဲ့လုပ်ငန်းတာကိုတောက်တူစဉ်းစားကြည့်လိုက်ဒီဦးမကြည့်ကြဘူးဆက်ဆရာဆိုရင်တော့ဘာလို့အမှန်တယ်ဆက်ဆရာဆိုရင်ဆက်ကိုဆက်နေပြင်ရမှာပေါ့ဟုတ်လားမျိုးနောက်လို့ဆရာကကြည့်နေဆက်ဆရာဒီရဲ့ရေပေါ်ရေရင်ပေါ်မှာရှိတဲ့စက္ကရိယာများကဘာလို့အမှန်လဲပြင်စင်ရပြင်စင်ပြီးတဲ့အခါမှာဘာလို့အမှန်လဲထင်းသိရပြင်စင်ခြင်းထင်းသိခြင်းတော့သူဘာလို့အမှန်လဲဆောင်ရွက်ရ ရပါလားဒါကိုစဉ်းစားကြည့်နေပင်လယ်ထဲပေါ်သွားပြီဆိုမှဆက်ကြီးကပြက်နေပါလေပြက်နေရဆိုရင်ဆရာတို့ဒီအိမ်ကိုဘယ်လိုပြန်လာတော့ဟုတ်လားမလဲဟောဘယ်ရောက်ဆရာတို့ကဆက်ဆရာကအဲ့ဒီဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လဲကျွန်ရဲ့ရှင်တရှိကိုလိုအပ်ရပါလားမလဲဟောနောက်တစ်ခုကဆရာတို့ကဘယ်လိုလဲဆိုတော့သူဒီတခြားသူကိုလည်းပြောကူညီပေးရဆက်ဆိုတာကလည်းပြောအမြဲတမ်းပြက်နေမှာမဟုတ်ဘူးလေဆရာကဆက်ပြက်တဲ့အချိန်ကိုထိုင်ပြီးတော့လဲကြည့်နေလို့ ကြည့်နေဖို့လည်းမလိုတယောက်ဆိုင်ကဆက်လက်ပြတ်ဖို့ဆိုရင်သူ့ကိုယ်တိုင်ဆရာကူတာပြောတယ်ငါဖမ်းလုပ်ငန်းလုပ်ကိုင်းနေဒီလုံသားတွေနဲ့အတူတူပါလုပ်ရမယ်ဝိုင်းပြီးတော့ငါဖမ်းပေးရမယ်အယောက်ဆိုင်ကတော့သူ့အပြင်တဲ့စက်တင်ပေါ်ရှိအခြားသူများနဲ့အတူလိုအပ်တဲ့နေရာများမှာမလိုရမယ်ဥပောင်းဆောင်ရရမယ်ကိုကျွမ်းကလေးနေရာကိုတိတဲ့နေရာမှာဆိုရင်အဲ့ဒီအခြားသူများနဲ့အတူဗာတဲ့ကမယ်ဥပောင်းပြီးတော့ဆောင်ရပေးရမယ် ရပါမယ်နော်ဒါဒီဆရာတို့ကဆက်ဆရာရဲ့ပါလေလုပ်ငန်းတောင်းတယ်ဒါတော့ဒါမျိုးဆရာပြန်ပြောမယ်ဆက်ဆရာဒီရေပေါ်မှာရှိတဲ့စက္ကရစက္ကရိယာများကိုပြင်ဆင်ရမယ်ပြင်ဆင်ရမယ်ဒါတို့ကအားနေတဲ့အချိန်မှာဆိုရင်အခြားသူများရဲ့အလိုမပြရမလဲဥပောင်းဆောင်ရွက်ရမယ်ဒါဒီဆက်ဆရာရဲ့ပါလေလုပ်ငန်းတောင်းပြီးတော့ဆက်သွားမယ်ဒါတို့ကဆရာကရေလုံးတာရေလုံးတော့ဟာတော့ငါးရေဖမ်းရတော့ပါဗောငါးရေဖမ်းတဲ့အခါမှာလဲဆရာကကပြောသလိုပေါ့ကွာ ငါကဘယ်နေရာမှာရှိတယ်ဆိုတာမျိုးဆရာသိသွားဒါပေမဲ့ရေလျာသိပြီဒါပေမဲ့ဆရာကငါ့ကိုတေချာမဖတ်တတ်ဘူးဆိုရင်ဒီငါအရမှာမဟုတ်ဒါကြောင့်ဆရာကဂျီလုံသားများဒီရဲ့ကျွမ်းကျင်မှုငါဆရာကငါဖတ်တဲ့နေရာမှာဖြစ်ကြတယ်ကျွမ်းကျင်မှုရှိရဘလို့ဖမ်းရတယ်ငါများများရအောင်ကိုပဲကိုကိုဘလို့တစ်ကအဲ့ကိုဘလို့ထားဟုတ်လားဗျာကျွမ်းကျင်မှုရှိရနောက်တော့လည်းလုံးသက်ပေါ်လိုက်ပြီးတော့ နော်လုတ်သက်ကိုလိုက်ပြီးတော့ဆိုတော့တချို့ကကျတော့ဆရာကငါးဖန်းနဲ့လုတ်သက်ကရင့်တာနဲ့နုတာတွေပြောကိုဟာလုတ်သက်ရင့်တဲ့လူတွေကပို့ပြီးတော့ငါးချောပုံနဲ့ဟုတ်လားရောတကယ်ဆိုတော့လုတ်သက်ရင့်တဲ့လူတွေကနော်ဆရာကလုတ်သက်ကိုလိုက်ပြီးတော့ငါးဖန်းပိုက်ကိုအတင်းချမလုပ်ရမယ်ပြုလို့ကလုတ်သက်ကိုလိုက်ပြီးတော့ဆိုတော့ဆရာကခုနပြောတော့ငါလုတ်သက်ရင့်တဲ့လူတွေကပေါ့ဒီငါးဖန်းလုပ်ငန်းကိုလုတ်တာပို့ပို့ကြတဲ့လူတွေကအဲ့ဒီပိုက်အတင်းချပြုလို့ကဒါမှသူတို့ကဘယ်နေရာမှာမားနေပို့ပြီးတော့ရှိတယ် ငားတွေကဘလို့သွားနိုင်တယ်ဟုတ်လားပြောသူတို့ကခံမှန်းပြီးတော့အဲ့လိုမျိုးလုပ်နေတာပါပိုက်အတင်စားဘာလို့ရမလဲပြီးတော့ရာကျန်လာပြီးတော့နောက်ဝဆယ်ကဖမ်းမိသည့်ငားမောက်လည်းဘာလို့ရမလဲအမျိုးစားခွဲရမယ်ဥပမာပါဆရာပြောရင်ဆရာပိုက်ပါဆရာကငားတွေကငားမျိုးစုံပါလာမှာနော်အဲ့ဒီမှာပါတဲ့ငားတွေဆရာဘာလို့ရမလဲအမျိုးစားခွဲရမယ်ငကြင်းစုံငကြင်းငကြင်းမောက်စုံငကြင်းမောက်ငခုစုံငခုဟုတ်လားတပည့်တော်ဒါတွေဆရာဘာလို့ရမလဲအမျိုးစားခွဲရမယ်ဒါဆရာကရှိလို့သားတွေရပါလေလုပ်ငန်းတောင် တခါဆယ်ဝါးပန်းပိုက်တခါငါးပဲဆယ်ဝါကိုပြစ်လိုက်တယ်ကွာနောက်ပိုက်ကိုဆယ်ဝါချလိုက်တယ်ဆယ်ဝါငုတ်နေရှိရယ်စူးနေရှိရယ်အောက်မှာဟုတ်လားတော်ပြတခါအဲ့မှာဆယ်ဝါငါးလိုက်ပါဖြစ်သွားမယ်ကျဲသွားမယ်အဲ့ဒီအချိန်မှာဆယ်ဝါငါးလိုက်ပိုက်တယ်တခါဘာလုပ်ရမလဲပြုတ်ပြင်ရဒါဒီဆယ်ဝါရေလုံသားရဲ့လုပ်ငန်းတောင်းရမှာတော်ပြတဒါဆိုရင်သားငွေတိရမှာဒီရေလုံသားကြီးလုပ်ငန်းတောင်းဝင်မှာကျွဲရေလုံသားညာကြီးလုပ်ငန်းတောင်းဝင်ညာကိုပေါ်ပြပါဆိုရင်ဒီကနေပြီးတော့ဒီကြီးဘာလုပ်ပြရမလဲရေးပြရမယ် ပြီးတော့ကြာကြည့်ကြည့်ပါဒီလူသားရဲ့လုပ်ငန်းတာဝန်မှာဇေနဝါနံပါတ်1เนาะကျွမ်းကျင်မှုရှိရမယ်နံပါတ်2လုံတဲ့ကိုလိုက်ပြီးတော့၅ဘန်းပိုက်ဝတင်ချာပြုလို့ရမယ်နောက်တစ်ခုကဇေဖန်းတဲ့ငါးရောဘာလို့ရမလဲအမျိုးအစားခွဲရမယ်เนาะနောက်တစ်ခုကမောင်ဘန်းပိုက်တွေပြဲသွားပြီဆိုရင်ဘာလို့ရမလဲဆိုတော့ပြန်သာပြန်လည်ပြုပြင်ရမယ်ဟုတ်လားရောဒါဒီဆရာတော်ကရည်လိုသားများရဲ့ပါလဲဆိုရင်လုပ်ငန်းတာဝန်ပြရမနော်တော့ဆက်သွားမယ်ပြီတော့ เนาะ9ဖမ်းမိုက် SHA ပေါ်မူပြီးပြီးတော့ဖမ်းဆီးမိပြီး9ရယ်စားလဲกว่าช้าတယ်တပြည့်တော့စဉ်းစားကြည့်တော့ငါဥပမာကွာဆရာတို့ကငါတတိလေးဖမ်းရတာငခုံးမလို့ငါတတိလေးပေါ့ကွာเนาะဒါဆိုရင်ဆရာတို့ကပိုက်ကိုအကျယ်ကြီးသုံးမလားအကျယ်ကြီးပေါ့ကွာအကျယ်ကြီးသုံးမလားဆက်စစ်လေးသုံးအောင်လားငါတတိလေးပါဆိုမှဟုတ်လားလေပါတော့အောင်မယ်ဆက်စစ်လေးသုံးအောင်ပါပေါ့ဒါကြောင့်ဆရာတို့က ငါကတော့ဆရာကအကြီးတည်တည်လေးဖမ်းရတယ်ပိုက်ကိုအကျယ်အသုံးလို့မရဟုတ်လားတော်ရောဒါကြောင့်ဆရာကငါဖမ်းမရအစရဲ့ကျဲပေါ်မူတည်ပြီးတော့ဆရာတော့ဖမ်းမိတဲ့ငါရယ်ဆိုရတယ်သူနိုင်လားမတူနိုင်လေပါလို့ရောဆက်ကြည့်လိုက်ဆရာပါလိဟုတ်လားတော်ရောငါရယ်ဆိုတူတလားတော်ရောမတူတော့ဆရာအရှိမပြောရတယ်ရောငါသာဖောက်မယ်ငါတည်တည်လေးရယ်ဆရာကိုရအဲ့ဒါမှဆရာကငါ့ကိုကြီးအောင်ဆရာလုပ်မယ်တော့ဆရာငါတည်တည်လေးဖမ်း ငါသတိရေဖမ်းပါအောင်ဆရာပိုက်ကပိုက်တစ်ပွဲတစ်ပွဲကလျောက်ကျိန်ပြလို့စင်ပြမှာမပြေဘူးလေအဲကြောင့်ဆရာကငါဖမ်းပိုင်းအစရဲ့ကျဲပေါ်မူတည်ပြီးတော့ဖမ်းမိရဲ့ငါရွယ်စားလဲပါဖြစ်လေကွာချားတယ်ဒီရအောင်လို့ဆရာနားနဲ့ပြန်ပြီးလို့ရပါတယ်ဘာဖြစ်လဲပြောကွာချားတယ်ကျန်တော့လောဆက်သွားမယ်လို့ကဲဟုတ်ပြီဆရာကြည့်ခုနကဆရာတို့ပြောငါအဲ ငါဖမ်းလို့ရတယ်ပြောဖမ်းပြီးတော့ဆဲကိုငါတွေရလာငါတွေရလာတဲ့အချိန်မှာသူကလေးလံစနစ်နဲ့ဘာလုပ်လဲရောင်းချလေးလံစနစ်ဆိုတာကအဓိကဘာလဲဆိုရင်ပြောဈေးပုံးပုံးနဲ့ရောင်းချတာပေါ့ကွာဟုတ်လားတော့အများကြီးဆဲကိုဈေးပုံးပုံးလာဘာဖြစ်လဲရောင်းချရောင်းချပြီးတဲ့အခါမှာဒိုင်းရောက်ဘာဖြစ်လဲဝယ်ဝယ်ပြီးတဲ့အခါမှာသူကဒီမှာပြန်မြောင်းတခါဘာရင်လည်းလုပ်လဲဆိုရေခဲပုံးနဲ့တော့တယ်တို့လာဟောရေခဲပုံးနဲ့တို့လာနဲ့ တို့လောင်ပြီးတဲ့အခါမှာဘာလုပ်လဲဆိုတော့ရောင်းတယ်။နောက်တချို့ကလည်းဆရာက900လောက်နဲ့ဝယ်ပြီးတော့1000လောက်နဲ့ပြန်ရောင်းတာပေါ့ကွာ။ဒီလိုမျိုးဆရာကစီးပွားတွက်တာပေါ့။နောက်တရားဆရာကဒီမှာဆရာကဈေးပေါ်နဲ့ဝယ်မယ်။ဝယ်ပြီးတဲ့အခါမှာရေကဲပေါ်တဲ့အခါတို့လောင်မယ်။ဘာကြောင့်လဲဆိုရင်ငါးလေးလက်လက်ဆက်ဆက်လေးဖြစ်ရအောင်။နော်။ဈေးကောတို့လောင်တို့လောင်ပြီးတဲ့အခါကလည်းပြန်ရောင်းမယ်။ဒါမလို့တချို့ကကြတော့ဆရာကဒီမှာမရောင်းမယ်တဲ့အခါပါလဲဆိုတော့အေးကန်တိုင်းနဲ့ရန်ကုန်မြို့ကဘာဖြစ်လဲ?ကျင်ဖို့။ကြမ်းလားအဲ့ဒါကရန်ကုန်ဘုံတွေတင်ဝယ်ပြီးတဲ့အခါမှာဘယ်လို ။နောက်ဂျိုင်ကောင်မျိုးကိုဆရာကအေးငယ်နဲ့တဲ့သွားတယ်။တဲ့ပြီးတဲ့အခါမှာဈေးဒီနော်ဈေးဆိုတာအခုဆိုရင်ဆရာတို့အာဈေးဒီတော့ဘောရွာဈေးဖြစ်ဖြစ်ပေါ့။ဒါမှမဟုတ်ဆရာမျိုးဈေးဖြစ်ဖြစ်ပေါ့။ဒါမှမဟုတ်ဈေးတွေပါရောင်းနေ။နောက်တော့ဈေးဝယ်စင်တာရင်းဟုတ်လား။နောက်တော့ဆရာစားတော့ဆိုင်ဒီဒီမှာဆရာဘာပြင်ရမှာဖြစ်လဲ။ကြောင်းချတယ်။ဒါအသားဆိုပြီးတော့သိရမှာကလောက်သားတွေကဟိုငါးလေးဖမ်းလာတယ်။ဖမ်းပြီးမှလေလံစတဲ့နဲ့ရောင်းချရဲ့။ ပြည့်ရက်ကမှဆရာတော်ကရေခဲပုံနဲ့တူတော်နဲ့တူတော်ပြည့်ရက်ကမှပြန်လဲရောင်းချတယ်ဒီကောင်တွေကကြောက်ဆရာဒိုင်နေရပြန်လဲပြပါလေရောင်းချတယ်ဒီကောင်ဒိုင်နေရဒီမှာပူရှင်တဲ့ဥစ္စာလေးဒါမှမင်းဒီမှာမရောင်းမတဲ့တခါအီကန်ကားရဲ့ဂျန်ကုန်မျိုးကိုတင်ဖို့တယ်တင်ဖို့ပြည့်ရက်ကမှမှဈေးတွေဈေးဝယ်စင်တာတွေစားသောက်ဆိုင်တွေပါပြလေအဲ့မှာရောင်းတယ်တခါအဲ့ဒီကလည်းပါလေစားသုံးသူတွေကတော့ဆုံးတော့ပြပါလေစားသောက်ရလာတယ်ရောဒါပေမဲ့ဒီဇာတ်လေးကိုကြည့်ရင်ပြီးတော့စားချက်လို့ရတာပေါ့ လေလံစရိနဲ့ရောင်းချတယ်ဘယ်သူရောက်ဝယ်လဲဆိုဒိုင်းတယောက်ဝယ်တယ်ကြမ်းလားဝယ်ပြီးတဲ့အခါမှာရေကန်မို့တူလောင်ပြီးတော့ရောင်းချတယ်တခါကျတော့အေးငယ်ကားနဲ့ရန်ကုန်ဘို့ဆိုတင်ဖို့တယ်တင်ဖို့ပြီးတဲ့အခါမှာဈေးဈေးဝယ်စင်တာစားသောက်ဆိုင်စားကြတော့ရောင်းချတယ်ပြီးနောက်ဆုံးစင်ကြမှာဘယ်သူရှိရောက်လဲဆိုရင်စားသောက်တွေကဝယ်ပြီးတော့စားသုံးတယ်ပြီးတော့ရမယ်နော်ဒါကိုဆက်သွားမယ်ဆိုတော့နောက်လည်းအချိန်ဆက်အောင်ပြန်ပြီးလို့ရပါတယ်ကန်ဒီနောဘယ်လုပ်ငန်းကြီးတဲ့စီးပွားအဖြစ်လုပ်ကြရင်တော့လုပ်ငန်းဖြစ်တယ် နော်အရှင်းမလေးဆရာရှင်းပြရတော့ကန်နီငါးလိုင်းလုပ်ငန်းကနော်ဆရာတို့ကစစ်ပြေမျိုးနဲ့မှာရှိတဲ့လူတွေအဓိကလောက်ကိုင်းတဲ့လုပ်ငန်းဖြစ်တယ်စီးပွားအဖြစ်လောက်ကိုင်းတဲ့လုပ်ငန်းဖြစ်တယ်နော်ပြီးတဲ့အခါမှာသူကပြည်တွင်းသားတာကနိုင်ငံရားဆိုတာဖြစ်လေကျင်ပို့တယ်ဒါကြောင့်ဆရာပြည်တွင်းဆိုတာကဆရာဒီကိုယ့်ရဲ့မျိုးနယ်အတွင်းမှာရောင်းလာတယ်ဖြစ်နိုင်တယ်ကိုယ့်ရဲ့နိုင်ငံအတွင်းမှာလည်းရောင်းလာဖြစ်နိုင်တယ်နော်ပြည်တွင်းဆိုတာကိုယ့်နိုင်ငံအတွင်းမှာရောင်းလာပေါ့ကွာ ပြည်တွင်းမှာလည်းရောင်းတယ်တခါစရောနိုင်ငံသားဆိုလည်းပါဖြစ်တယ်တင်ဖို့တယ်နိုင်ငံသားဆိုတင်ဖို့ပြီဆိုရင်ဘာဝင်ငွေရရှိမလဲဆိုတော့နိုင်ငံသားဝင်ငွေရရှိတဲ့လုပ်ငန်းတွေဖြစ်တယ်ဒါဆိုရင်သားငွေသိရမှာစီကန်ဒီ၅ဘန်းလုပ်ငန်းဒီနိုင်ငံသားဝင်ငွေရရှိတော့လုပ်ငန်းဖြစ်တယ်ရမလားပြောစရောကန်ဒီ၅ဘန်းလုပ်ငန်းကနေ၅လေးရလာပြီကြားလာတဲ့၅လေးကိုပြည်တွင်းမှာလည်းရောင်းချတယ် ဒီနေ့မှာရောင်းချယုံတာမကောက်ဘူးလို့ဘယ်လိုဆရာတော်တင်ဖို့တင်လဲဆိုရင်နိုင်ငံခြားကိုလည်းတင်ဖို့တယ်နော်နိုင်ငံခြားကိုပါတင်ဖို့တဲ့ဖြင့်နိုင်ငံခြားဝင်ငွေရရှိရပါဖြစ်လေလုပ်ငန်းဖြစ်တယ်ဘယ်ရမလားဒါဆိုရင်ဆက်သွားမယ်လို့ဆရာနားနဲ့ပြန်ပြီးလို့ရအောင်လို့ကောင်းမိကုန်များနေခြင်းမြန်လေးမြင်ညအဲ့ငါးပန်းလေးဝင်အရွယ်အစားနဲ့ လုပ်ငန်းကွာခြားချက်များကိုနှိုင်းရှင်ဖော်ပြပါအရှင်းပါဆရာရှင်းခဲ့ပြီလားလေနေချင်းညာနေရာအရွယ်စားပါဖြစ်မယ်သိမယ်ညာအိတ်၅ဘန်းလုပ်ငန်းရဲ့အရွယ်စားပါဖြစ်မယ်ကြီးမယ်နောက်တစ်ခုကလုပ်ငန်းအခြေအနေကွာခြားချက်ဆိုတာနေချင်းညာနေမှာပယ်နေရမှာတော့ဟုတ်လားလို့ရောနောက်တစ်ခုကကြတော့လုပ်ငန်းအဲနေချင်းညာနေရာအစရောကမ်းခြေရတဲ့ဘဏ္ဍာမိုင်အကွာပေါ့ကွာဟုတ်မလားနောက်တစ်ခုကကြတော့ ညာရင်၅ဘက်လုံငန်းကျတော့ကန်းစီရိုင်ဘယ်နှမန်กว่าလဲ၁၀မန်အကွာဒါသူရဲ့ကွာချားချက်လေးတွေပြီးတော့ကွာချားချက်ဆိုတော့ဒီမှာလုံသားတွေထည့်ယူလို့ရတယ်ညမှာလုံသားဘယ်နှဦးလုံသားတွေတက်ဦးဆက်စရာတက်ဦးလုံသား၄ဦးဥပမာကြတော့ပနင်းတက်ဦးဆက်စရာတက်ဦးရေလုံသားတက်ဦး၆ဦးဟုတ်လားဒါသူနှစ်ခုရဲ့ကွာချားချက်တွေပဲပြီးတော့ကွာချားချက်မှန်တယ်ညာလို့ပြောချည်ယူလို့ရတယ်ညမှာလည်းတော့နောက်ခုနံပါတ်၄ဆိုတော့ကန်းစီ၅ဘက်လုံငန်းတွေပေါဝင်လောက်တိုင်းသူတို့ကြီးတောင်းဝင်ခွဲဝေပုံဆောင်ရွက်ပုံလို့ပေါ်ပြပါတယ်တော့ ပြန်လေးကောင်းတဲ့လုပ်ငန်းပါဆရာကတော့ပြောလို့ရပယ်လေးပါမယ်ဆက်ဆရာပါမယ်ဟုတ်လားနော်နောက်တော့ရေလုံသားပါမယ်အဲ့ဒီမှာဆရာကပြောလုပ်ငန်းတာဝန်လုပ်ငန်းတာဝန်လုပ်ငန်းတာဝန်ဆိုပြီးဆရာပြောသွားတယ်။အဲ့ဒါလေးတွေကိုရေးခိုင်းတာ။ရမလားနော်။ပယ်နေဆိုရင်ဘာလုပ်ငန်းတွေလုပ်ကြရမလဲ။နောက်ကဆက်ဆရာဆိုရင်ရောဘာလုပ်ငန်းတွေလုပ်ကြရမလဲ။နောက်ကကြာဆိုရင်ရေလုံသားဆိုရင်ရောဘာလုပ်ငန်းတွေလုပ်ကြရမလဲ။ဒါလေးတွေရောမေးတာ။ ရတာတောက်သူတို့ကဖြစ်တဲ့အခါမှာစပယ်နီလုပ်ငန်းတာဝန်များမှာဆိုရယ်ဆရာကတို့ကဝိုက်ပြလာတဲ့ဟာလေးတွေရောအဲ့ဒါလေးဖြစ်လာနောက်ပါဆက်စရာကြီးလုပ်ငန်းတာဝန်များမှာဆိုပြီးဖြစ်ချလာရမလားနောက်ပါရေလောက်သားများကြီးလုပ်ငန်းတာဝန်များမှာဆိုပြီးဖြစ်ချလာရမလားနောက်တောက်သူတို့ဖြစ်တတ်မဲ့ချင်ပါတယ်ဒါဆိုရင်ဆရာကိုနားမလည်ရရှင်ပြန်မင်းလို့ရပါတယ်ဆရာတော့ပြီးတော့နားလည်မယ်လို့ချင်ပါတယ်